မန္တလေးမြို့ရဲ့မဆိုးရိမ်ပရိယတ်ဒီစာတင်တိုင်းမန္တလေးမှာပါတယ်မဆိုးရိမ်ပရိယတ်ဒီစာတင်တိုင်းတန်ဃာတော်အပါ၃တောင်ကျော်ယနေ့အထိတရင်သုံးကြစာပေပရိယတ်ဒီကျမ်းဂန်များမြတ်စွာဘုရားရဲ့စာပေပရိယတ်ဒီကျမ်းဂန်များကိုနေ့စဉ်နဲ့အမျှရွတ်အံတရေစေပြီးစာတင်တိုင်းကြီးတည်ထောင်ခဲ့တာသူတော်ကောင်းတို့ရေစာတင်တိုင်းကမဆိုးရိမ်ပရိယတ်ဒီစာတင်တိုင်းတဲ့ အဲ့တော့မန္တလေးမြို့မှာနာမည်ကြီးတယ်ဦးဇင်းတို့ပရိယတ်ဒီလောကမှာလည်းနာမည်အကြီးဆုံးပဲဦးဇင်းတို့စာကြတဲ့ရောက်ပြီးကျန်းရင်ပေါ်ဒီလောက်တော့မယ်အတင်းဆောင်မှုဝယ်ဒီလောက်တော့မယ်ဆိုရင်အဲ့ဒီမန္တလေးသွားရတော့တာပဲမန္တလေးရောက်ရင်အဲ့ဒီစာသင်တိုက်ကနာမည်အကြီးဆုံးပဲပရိယတ်ဒီလောကမှာတန်ခါအပြင်၃000ကျော်တရင်သုံးတဲ့မန္တလေးကမဆိုရင်ပရိယတ်ဒီစာသင်တိုက်အဲ့ဒီစာတင်တဲ့ကြီးကိုစတင်တီထောင်တော်မူတဲ့မဆိုးရင်ဆရာတော်ဘုရားကြီးက စာဓာတ်ပိဓာတ်တဲ့ဗျာပါတဲ့တော့ပါပါဘုရားဩစာဓာတ်ပိဓာတ်မလို့သံဃာကြီးဒူတော်လာဗောပါပါဘုရားဒါကြောင့်စာဓာတ်ပိဓာတ်ဆရာတော်ကြီးကမဆိုရင်ဆရာတော်ကြီးကနေစင်းနေအမြဒီစာသင်္ဍကြီးတီထောင်ပြီးတော့နေစင်းနေအမြဆရာတော်ကမနဲ့စောစောသူတော်ကောင်းတို့ရဲ့ဇင်းညာလျှောက်တယ်မနဲ့စောစောပါလို့တယ်ပါပါဘုရားဒါကြောင့်ယောဂီတွေကိုမနဲ့ပိုင်းမှာပါအချင်းပေးတာလေဇင်းညာချင်းပေးတာဆရာတော်ကအဲ့ဒီတည်းနဲ့စောတယ် ဆရာတို့ကမနေ့တာအာယုံတက်ပြီဆိုတာနဲ့ကျောင်းကနေပြီးတော့အော်ဇင်းညံကြွတယ်ဘယ်ကိုကြွလဲဆိုတော့လမ်းလျှောက်တာပေါ့နော်ကျမ်းမာကြီးကလမ်းလျှောက်လမ်းလျှောက်ရင်လမ်းထိပ်အကျော်ရောက်လို့ရှိရင်သူ့တကားအိမ်ကိုနှိမ့်စင်နဲ့အများလမ်းလျှောက်တယ်သူ့တကားအိမ်မှာတထောင်နာပြီးကမှသူ့တကားအိမ်မှာနက်နက်စာအစာမြေလေးအရုံစွမ်းပုံပြီးတယ် နနစအစာပြီးလေးပါစားတယ်အာယုံစွာဖုံးပေးတဲ့အကတကခင်ဗျာတော့သူ့ရဲ့တကားဆိုတာသူတော်ကောင်းတို့ရေမစိုးရင်ဆရာတော်ဘုရားကြီးရဲ့တကားဆိုတာကကြိတ်ကြိတ်တဲ့အောင်ချမ်းသာနေတဲ့တကားမဟုတ်ဘူးလေမဟုတ်တာဖြစ်တဲ့အတွက်ဒီနေ့လုံမဒီနေ့စဆင်းရဲလိုက်တာတဲ့အဲ့တော့ဆရာတော်နေ့စဉ်နေ့အများအိမ်ကိုကြွလာတဲ့အခါမှာအာယုံစွာကတ်နိုင်ဖို့ရန်အတွက်ထမင်းကြံကလေးနဲ့စီလေးဆန်စားလေးဖြူပြီးတော့နေ့စဉ်နေ့အများအစာကြီးကတ်တယ်တဲ့ တို့ကောင်းတွေဘလို့ကတ်တာလဲတို့စီလေးစမ်းပြီးတော့စားလေးဖြူညကကြံတဲ့ဒီမင်းကြံကလေးကိုဆရာတော်ကအစာပြေနေ့စဉ်လေးအမြတ်ကတ်တာတဲ့ကတ်တဲ့အခါဆရာတော်ကနေနေစားကျောင်းကနေပြီးတော့လမ်းလျှောက်တဲ့အခါဒီတကအိမ်ကိုသူ့တကအိမ်ကိုရောက်တယ်ရောက်ပြီးဆိုရင်ဆရာတော်ကအဲ့တိုင်းနေ့စဉ်လေးအမြတ်သူတော်ကောင်းတွေရေဆုံးကတ်တာတဲ့ ဇောကံတဲ့အခါကျတော့ဒကာဒကာမပေါင်းသူတို့ကောင်းဒီအစုံလေးဖုံးပြီးအစာပြေလေးဖုံးပြီးပြီးတော့ဆက်ပြီးတော့လမ်းလျှောက်တယ်တဲ့ဆက်လမ်းလျှောက်ပြီးတော့အဲနေလေးနည်းနည်းရင့်လာပြီးဆိုကြောင်းပြန်ကြွတယ်အဲ့ဒါနေ့စဉ်နဲ့အမြဆရာတော်ဘုရားကြီးအစိမ့်ကံဝို့တယ်နေ့စဉ်နဲ့မြဘာလုပ်တာလဲအစိမ့်ကံဝို့တယ်ဘိုးရွာရွာနေဘူးဘူးလွေမိုးဆောင်ကာလာသုံးပါလုံးအဲ့တိုင်းသွားတာအဲ့တော့ဒကာကလည်းနေ့စဉ်နဲ့အမြဆွမ်းလေးလူလူနေရတယ် မနေ့ပိုင်းမှာစွမ်းလူနေရတာဖြစ်တဲ့အတွက်ပီတီလေးပြေးလို့တရရကြတော့ဆရာတော်ကြွလာတဲ့အခါမှာအေးအေးလူလူပဲဆရာတော်ရဲ့စီးပွားရေးတွေကလည်းအဆင်မပြေဘူးလုပ်ငန်းကံကိုင်းတွေကလည်းအဆင်မပြေဘူးတပည့်တော်တို့မိသားစုဆင်းရဲလိုက်တာဖရာတဲ့ဆရာတော်ဆရာတော်ရှိမှချမ်းသာမယ်နီးလေးရှိရင်ဖရာတပည့်တော်စွန့်ပါဗျာကဲဘာနီးတယ်တော့ချမ်းသာပါလေမင်းချမ်းသာခြင်းသာများကွာ တဲ့လွတ်လွတ်လေးရဲ့မင်းတရဏဂုံသုံးပါးရောတဲ့ကဲတရဏဂုံဘဏပါးရောသုံးပါးပါဗျာတရဏဂုံသုံးပါးရောမင်းအဲ့ဒါသူချမ်းသာပြီတဲ့ကဲဆရာတော်မိန်တဲ့နေရာစပြီးတော့တကားတော်ခမညာနေ့စဉ်နဲ့အမြတရဏဂုံသုံးပါးရောတာမနေ့တာအိယာနိုးတဲ့နိုးတဲ့အချိန်ကနေတိတဲ့အချိန်အလုံးတတိယတိုင်းတတိယတိုင်းပါဇက်ကနေပြီးတော့တရဏဂုံသုံးပါးရောတာတဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိ ထက်ခါထက်ခါသူတော်ကောင်းတို့ရင်အားတဲ့အချိန်တိုင်းရွတ်တာတဲ့အားတဲ့အချိန်တိုင်းဘာလို့လဲသူကဘာဖြစ်ချင်တာလဲချမ်းသာချင်တာဘူးဆရာတော်ကလည်းပြောလိုက်တာမင်းချမ်းသာခြင်းလွယ်ပါတဲ့တရဏဂုံသုံးပါမင်းယိုးတဲ့တရဏဂုံသုံးပါယိုးရင်မင်းတော့ချမ်းသာပြီဆိုတော့သူခမားနေစင်းနေအမြအဲ့ဒီတရဏဂုံသုံးပါယွတ်တာ၃နှစ်ကြာသွားတယ်ကဘယ်နှစ်ကြာလဲ၃နှစ်ပါဘုရားကျသူတော်ကောင်းတို့ရင်၃နှစ်တောင်ကြာသွားတာတော့ဒုတိယ အဲတခါတလေဟိုအခုလဝလောက်ကြီးတဲ့ဖုံးလေးဖွင့်ကြည့်လိုက်တဲ့အထက်တက်လာတဲ့အခုခေတ်ဆိုနာမည်ကြီးတဲ့ဘောငဘောတော့ဂျာနေပေါ့နော်အဲတက်လာတဲ့လက်ပွင့်ဂါထာငွေဝင်ဂါထာအာရွတ်တယ်ရွတ်တယ်ရွတ်တယ်တပတ်လောက်ရွတ်ကြည့်တယ်ဘာဖြစ်လဲဘာမှမဖြစ်ဘူးတပတ်လောက်ရွတ်တော့ဘာဖြစ်လဲဘာဖြစ်လဲတပတ်လောက်လောက်ရွတ်ပြီးတော့ကတဲ့တူးလည်းမထူးကြပဲနဲ့ဘာအကြောင်းမလို့ဒါမျိုးကြီးလုပ်ထားတာလေတော်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 ဆိုအယုံကြည်မရှိတော့ဘူး မရွတ်တော့တဲ့အခါကျတော့သူတော်ကောင်းတွေအစွမ်းထက်သေးလားမထက်ဘူးဒီနေရာမှာမဆိုးရင်ဆရာတော်ဖရာကြီးရဲ့တကားတော်ကရွတ်တယ်နေ့စဉ်နဲ့အမြရွတ်တာ၃နှစ်တောင်ကြာသွားတယ်ဘယ်နှနေ့ကြာတယ်၃နှစ်ကြီးတောင်ကြာသွားတဲ့အခါကျတော့တကားတော်ကတန်သေးအဝဲလာတယ် ဇေယတော်ကိုအဲ့ဒီလိုပဲမနေ့တအာယုံစွာဆုံးဖုံးပေးတဲ့အခါဆုံးကြတဲ့အခါမှာဇေယတော်ကိုလျှောက်တယ်ဇေယတော်ဇေယတော်ပေးတဲ့တရဏဂုံသုံးပါးကိုဖရာတပည့်တော်နေစဉ်နဲ့အမြရုပ်ပါတဲ့ဘုရားသူ့ပင်သူညာတော်လဲဇေယတော်ဒီနေ့ဒီမချမ်းသာပြီပါလားဒီဒီချမ်းသာလေးလားမချမ်းသာဘူးတဲ့အဲ့တော့ဇေယတော်ကပြန်မိတ်တယ်မင်းပြည့်မှမပြည့်သေးတာဟုတ်တယ် ဘလို့ပြန်မိတ်လေမင်းဘယ်ချမ်းသာမလဲပြည့်မှမပြည့်သေးတာဆက်ရွတ်ဆက်ရွတ်ဆိုပြီးတော့ဆရာတော်ဒီတိုင်းကိုဟောရတာပြီးကြတာအဲ့တော့ဒကာဒကမမသူတော်ကောင်တို့ရဲ့နောက်ထပ်၃လလောက်ကြာတဲ့အခါဆရာတော်ကနေတတမိုးတော်အလင်းရောက်တဲ့အချိန်ဩဒကာအင်းကျော်ဆွန်လေးဖုံးပေးအစာပြေလေးဖုံးပေးပြီးတော့ဒကာကိုပါခေါ်ပြီးတော့လမ်းအတူတူလျှောက်တယ်ကဲဒကာတတိငါလမ်းလျှောက်တာမင်းလိုက်ခဲ့အဲ့တော့သူတော်ကောင်တို့ရေဆွန်းစားပြီးတော့ဆရာတော်ကြီးက ဒီစေဘောလေးတောက်တာတိတ်ကြိုက်တာလေဘာလဲဘာတောက်တာကြိုက်တယ်စေဘောလေးကြီးတောက်တာကိုတိတ်ကြိုက်တာလေတိတ်ကြိုက်တာဖြစ်တဲ့အတွက်မနေ့တာဆရာတပည့်ဆရာနဲ့တကာလမ်းလျှောက်တဲ့အခါကျတော့ဆရာတော်ကလက်ထဲမြင့်ထားတဲ့စေဘောလေးကြီးကိုကိုနကဆုံးဖုံပေးလာတာဖြစ်တဲ့အတွက်ဆုံးဖုံပေးပြီးတော့ဂရုဏ်းချင်တာဘောယောဂီတွေမချင်းဘူးလားချင်တာပဲဆုံးဖုံပေးပြီးတော့ပြန်သွားယောဂီတွေကြည့်လိုက်ရင်ထောင်း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 နဲ့လှုပ်တော့တာပဲလှုပ်တော့တာပဲ အဲ့တော့ဒီနေရာမှာတက္ကရာကမာဘောင်သူတော်ကောင်းတို့ရဲ့ဆရာနဲ့တက္ကလမ်းလျှောက်ခြင်းနဲ့ခုနကစီဖို့လိုကြီးဆရာတို့ကမိယေနေအောင်ဖွာတာမိဖွာလိုက်မှုတ်ထုတ်လိုက်ဖွာလိုက်မှုတ်ထုတ်လိုက်မှုတ်ထုတ်လိုက်ပြီးတော့တက္ကရာကလည်းမေးနေတယ်ကဲတက္ကရာမင်းအိမ်မှာမင်းတက္ကမကမင်းကိုကျင်နာရဲ့လားအမေပဲ ဘလို့ပြီးတာလေဒကမကဒကကိုကျင်းတာရဲ့လားဆိုတော့ဟိုကအမေခံရတဲ့စစ်ဒကကတွေးတယ်ဘယ်နဲ့ဆရာတို့ကလူပေါင်ကိစ္စလေလူပေါင်လူလောကကိစ္စဘာဒီလမ်းမေးနေတယ်မသိဘူးဟောသူ့စိတ်ထဲမှာသူ့စိတ်ထဲမှာတွေးနေတယ်ဒါပေမဲ့ဆရာတော်ဤဆိုတော့ကြီးညိုတဲ့အနေနဲ့တင်မဖရာတပည့်တော်ဒကမကတပည့်တော်ကိုကျင်းတာပါတယ်ဗျာကဲဒါဆိုရင်မင်းကတော့ဒကမကိုမကျင်းညာဘူးမကျင်းတာဘူးလားကျင်းတာပါတယ်ဗျာတဲ့ အဲ့တော့အိမ်ရဲ့အကြောင်းကိုလှည့်ပေးရင်လည်းသူ့ရဲ့အတွေ့အထဲမှာသူတော်ကောင်းတွေရဲ့အာယံကိုလှည့်စားလိုက်တာဒီလိုလှည့်စားရင်လည်းဆရာတော်ဘုရားကလင်ထဲညှက်ထားတဲ့ဈေးဘောလေးကြီးမိရဲနေအောင်ဖွာပြီးတော့ကုန်တကာသူ့တကာရဲ့ဗိုက်တဲ့ထုထွေးလိုက်တာဗိုက်တဲ့ထုထွေးလိုက်ဗိုက်တဲ့ထုထွေးလိုက်တော့ဟိုတကာကသတိလည်းလွတ်ပြပြီးတော့ထရောင်းတယ်ဘုဒ္ဓံတရဏံကိစ္ဆာမိဘလို့ရောင်းတာတဲ့ဘုဒ္ဓံတရဏံကိစ္ဆာမိလို့ရောင်းလိုက်တာဘာကြောင့်မလို့အာယုံလွဲ့နေတာလဲ သူ့တတိလက်လို့ဖြစ်သွားအောင်လို့အာယုံလွှတ်ပြီးတော့မေးနေတာဒါကို तू ကအထမပေါက်ဘူး အထာမပေါက်တော့သူကစိတ်ထဲတွေးတယ်ဆရာတော်ကြီးကဘယ်နဲ့လူပေါင်းကိစ္စအကြောင်းငါကိုဘာလိလာပြောနေပါလိဘာလိလာမေးနေပါလိစိတ်ထဲကတွေးပေးမယ်လို့ဆရာတော်ကြီးကိုကြည်ညိုတဲ့အနေနဲ့ဆရာတော်မိသမားဖြစ်ရင်လည်းအာယုံလွတ်နေတဲ့အချိန်မှာစီဘောလေးကြီးနဲ့ဝမ်ပိုက်တဲ့အတင်းထိုးတက်လိုက်တဲ့အခါထရောင်းတဲ့စကလုံးကဘာစကလုံးဟုတ်ဘုဒ္ဓံတရဏံကိစ္ဆာမိအဲ့တော့ဆရာတော်ကြီးကမိတ်နဲ့ကဲတကားမင်းမကြသောရဲ့အတွင်မှာမင်းချမ်းသာတော့မယ်တဲ့ကဲ မကြတော့ရဲ့အတွက်မှာပါလေချမ်းသာတော့မှမင်းပြည့်သွားပြီတဲ့မင်းချမ်းသာဖို့ရန်အတွက်ငါဒီစနေပြေးလိုက်တာအခုမင်းပြည့်သွားပြီတဲ့အဲ့တော့ပြည့်သွားပြီဆိုတော့သူတော်ကောင်းတို့ရဲ့အဲ့ဒီနေရာကြီးစပြီးတော့သူတော်ကောင်းတို့အကျိုးပေးလိုက်တာလူတိုင်းလူတိုင်းလူတိုင်းအိမ်တိုင်းမှာဆောင်တာလူပြန်တော်ဗရမ ्या တခါတကမလေးမတော်ဘူးလားအိမ်တိုင်းအိမ်တိုင်းမှာလူပြန်တော်ဗရမ ्या မဆောင်ဘူးလားဆောင်တာ လူမြန်တော်တတိဆိုတာအဲ့တကားပဲလူမြန်တော်တတိဆိုတာဘာတူလဲအဲ့တကားပဲအဲ့ဒါတတ်တတ်လက်တွေ့ပဲအဲ့သူချမ်းသာတာဘာနဲ့ချမ်းသာလဲတရဏဂုံ၃မှနဲ့ချမ်းသာတာ